သမ္မတဒေါ်နယ်ထရမ့်ကသူ့အပေါ်ရာဇဝတ်မှုဆန်ရာစုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့တာတွေအတွက်ပြည်ထောင်စုအစိုးရတရားရေးဌာနကရော်ကြေးငွေဒေါ်လာတန်း230ပေးဖို့တောင်းဆိုလိုက်ပါတယ်။သူ့ရဲ့ပထမသမ္မတတက်တမ်းမတိုင်ခင်ယူကော့ပွဲကာလကလေးကစတင်ခဲ့တဲ့သူ့အပေါ်စုံစမ်းစစ်ဆေးမှုတွေအပါအဝင်အဲ့ဒီနောက်ပိုင်းပြုလုပ်ခဲ့တဲ့စုံစမ်းစစ်ဆေးမှုတွေအလုံးအတွက်ရော်ကြေးငွေတောင်းဆိုတဲ့တိုင်ကြားစာကိုတရားရေးဌာနကိုတင်သွင်းခဲ့တဲ့အကြောင်း The New York Times သတင်းစာမှာအော်တိုဝါလာ21ရဲ့ဒီကနေ့ဖော်ပြထားပါတယ်။ အခုလိုတိုင်ကြားလျှောက်ထားချက်ကိုပြည်ထောင်စုအစိုးရအရာရှိတွေကအတည်ပြုပေးရမှာဖြစ်ပါတယ်အထူးသဖြင့်တော့တရားရေးဌာနနဲ့သက်ဆိုင်တဲ့တိုင်ကြားချက်ဖြစ်တာကြောင့်နိုင်ငံတော်ရှိနေချုပ်ပန်ပွန်ဒီကအတည်ပြုပေးရမှာဖြစ်ပါတယ်နိုင်ငံမှာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့သမရကိုယ်တိုင်ကအခုလိုအစိုးရထံကရော်ကြေးပြန်တောင်းတာအမေရိကန်သမိုင်းမှာတခါမှမရှိခဲ့ဘူးပါဘူးဒါပေမဲ့နိုင်ငံတော်ရှေ့နေချုပ်ပန်ပွန်ဒီဟာတမရထရန့်ရဲ့ကိုပိုင်ရှေ့နေဖြစ်ခဲ့ဘူးပြီးဒီရုကိုလည်းတမရထရန့်ကပဲခန့်အပ်တာဝန်ပေးထားတာကြောင့် ဒီတောင်းဆိုချက်ကိုလက်ရောပေးမဲ့သဘောရှိကြောင်းနိုင်ငံရေးကဲကတ်တွေကတုံ့တက်ပြောဆိုကြပါတယ်တမရထရမ်ကတော့သူတောင်းထားတဲ့ရော့ဂျင်းငွေတွေရခဲ့ရင်လူမှုရေးအသင်းအဖွဲ့ကိုပြန်လှူမယ်လို့တမရအင်ဗျူရမှာသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ